ကြောက်စင်းတွင်နဲ့ကဘာကျော်တဲ့မြန်မာပြည်အထက်ပိုင်းဖားကန်းဒေတာဟာအာနာသိန်းစစ်တပ်ရဲ့မတရားလွတ်ရက်တွေနဲ့အတူစစ်တလင်းလို့ဖြစ်နေပါပြီ။ကချင်ပြည်နယ်ဒုတိယမြို့တော်ဗမော်မှာအခြေမလားတဲ့စစ်ကောင်စီဟာပြီးခဲ့တဲ့မေလနောက်ပိုင်းကစတင်ပြီးမူကောင်းအခြေဆိုင်စကကခ3လောက်ခန့်တက်နဲ့ရှမ်းနီပြည်သူစစ်တွေပူးပေါင်းပြီးကာမိုင်းလန်ကတဆင့်ဖားကန်းနယ်တွေကိုဝင်ရောက်လာခဲ့ပါတယ်။ဒါဟာအခုနောက်ပိုင်းဖြစ်ပေါ်နေတဲ့ဖားကန်းနယ်တွေကပြဿနာတွေရဲ့အစပါပဲ။ ဟိုပါပေါ့ကျွန်တော်တို့ကဒီစကောက်စီရဲ့ဒီမိုးကောင်းချင်းဆိုင်ပေါ့နော်ဒီအဲစကကတ်3ပေါ့စကကတ်3ရဲ့အောက်ကဒီ SN တွေပါမယ်ပြီးတော့ PD စစ်တွေပါမယ်ဒီအဖွဲ့တွေကျွန်တော်တို့ဖက်ကန်ကိုကာမိုင်းလန်းတွေရောက်လာခဲ့တဲ့မေလ29ကဒီပြဿနာတွေစတဲလာတယ်လို့ပြောရမှာပေါ့အင်အားရနေကြည်ပါတယ်စစ်ကောင်စီဖူးပေါင်းစစ်ကြောင်းဟာနမကျော်လုံခင်းကြီးရွာတွေကနေ မော်ဇီဇာဖျားကုန်းမှာဝင်ရောက်တက်ဆွဲပြီးနောက်ဒီတက်ခန်တွေတက်ဖြတ်ခန်တွေရတယ်လို့ကျောက်စင်းသူဖို့ကြီးလောက်ကကကုမ္ပဏီပိုင်ကားတွေအဆောက်အုံတွေကိုမီးရှို့ဖျက်ဆီးမှုတွေစတိုက်လုဆောင်နေတယ်လို့မြေပြင်တည်င်းရင်းမြစ်တွေစီကသိရပါဗျ။စစ်ကောင်စီနဲ့ပူးပေါင်းတပ်တွေဖားကန့်နေဝင်လာပြီးတုံးပတ်တာကာလာအတွင်းဒီတက်ခန်ပြည်သူ30ချော်တိတေဆုံထားရပြီးနောက်ထပ်20ဦးခန့်လည်းထိခိုက်ဒဏ်ရာရရှိထားတယ်လို့ဒီတက်ခန်တည်င်းရင်းမြစ်တွေက MP ကိုပြောပါဗျ။ဖားကန့်ကျောက်စင်းမော်ဒီတာမှာ လူတွေကြောင်းမဲ့တပ်ဖြတ်ခံနေရတာတွေနဲ့ပတ်သက်ပြီးဝါဒဖြန့်ရန်နေရတွေကလည်းကျေပြင်းပြင်းဖြစ်ပေါ်နေတယ်လို့အဲ့ဒီနေခံတွေကပြောပါတယ်အဲ့လိုပဲတစ်ဖက်မှာလည်းဓမ္မောမှာတော့ဒါပုံမှန်ဒါမျိုးကိုကျွန်တော်ကကျုံရတာတော့ရှိတယ်။အများကြီးကျုံရတယ်ပေါ့။ဆိုတော့အမိမသိတဲ့နဲ့ကလူတစုကနေပြစ်ခတ်တယ်ပေါ့။အခုလည်းအဲ့ပုံစံမျိုးတွေတစ်ခါပြန်တွေ့ရတယ်။တနက်နဲ့ပြစ်သွားတယ်၊တနက်နဲ့ပြစ်သွားတယ်။ လောကင်တူတာမှာတယောက်သိဆုံးတယ်ကျွန်တော်ရက်တီရောနေဆိုရီရောကျွန်တော်ရေးထားရရရှိတယ်ပြောဝါရဖြတ်မှုကတော့တရားဝင်တရင်ဌာန page တွေမှာမှမဟုတ်ပါဘူးဒီနှစ်ဖက်သောအဖွဲ့အစည်းအားလုံးကအဲဒီ Facebook account အနေနဲ့နေပြီးတော့တောက်လျှောက်ဝါရဖြန်နေကြပါလိမ့်ပြောအဲ့ဒါကိုယ်နေကြတော့ parking အခုချိန်မှာတော့ဒီအဖွဲ့အဖွဲ့စင်းအခုချားမှာဒီလူတွေကညက်ပြီးမြေစာပင်ဖြစ်နေတာပေါ့ကြီးလန့်ဆောင်ဆောင်နေရတဲ့အခြေအနေပါဗျဟုတ်ကျွန်တော်တော့ကျွန်တော်နဲ့ဒါအပြင် အခုလို့ဒေသခံပြည်သူတွေကိုတက်ဖြတ်နေတာတွေဟာ KIA နဲ့ PDF ကိုပုံဖြတ်ဖို့နဲ့နိုင်ငံရေးကွန်တိကကြောင်းရည်ရွယ်ပြီးစစ်ကောင်စီကလုံနေတာဖြစ်တယ်လို့နေပြည်တော်တင်းထောက်ကိုတာလင်းမောင်ကရှင်းပြပါဗျာအနန္တပြတ်တက်သွားတာတို့တိုင်ကနဲ့လာပြီးဖောင်းအောင်ပြတ်သွားတာတို့ဆိုတာဒါ KIA လုံထုံးလုံကြီးပဲ KIA လုံနေကြအရင်တော့အရင်တော့ကသူလုံနေကြအခုလက်ရှိလည်းသူလုံနိုင်လားဆိုတော့လုံနိုင်တယ်အဲကျွန်တော်တို့သူလုံဘူးလို့တော့ညင်းတာတော့မဟုတ်ဘူးသူလည်းလုံနိုင်တယ်သို့တော့ဒီလိုမျိုးကြီးဆက်တိုက်ဖြစ်လာတဲ့အခါမှာကျွန်တော်တို့ပြန်စဉ်းစားသုံးသပ်ကြတာပေါ့ စကောင်စီကလူစစ်ကြောင်းသွားတဲ့အခါမှာကျွန်တော်တို့ဟိုပေါ့ ဟိုထင်တာမြင်တာဥမာတခုနေနဲ့ပြောရရင်ကျွန်တော်တို့အင်္ဂလိပ်ကအင်္ဂလိပ်စပွဲကာလာတွေမှာအင်္ဂလိပ်တွေစစ်နိုင်တဲ့တကြောကိုနောက်ကဖာသာတွေမာသာတွေတခါတည်းပါလာတဲ့ပုံစံမျိုးပေါ့တာနာပြူတာမျိုးအခုလက်စစ်ကြောင်းလုပ်တဲ့နောက်မှာသူတို့ရဲ့နောက်မှာတခါတည်းနောက်ကနေမှတက်ရွှေသွေးခွဲမဲ့အဖွဲ့တွေပါလာတာမျိုးပေါ့စစ်တပ်ကိုလော်ပေးရမယ့်ဟာမျိုးတွေအခုဒီလိုမျိုးကျန်ရင်လုံပုံလုံနီးပုံစံမျိုးတိုင်းသူတို့ကလုတ်ပြပြီးတော့သူတို့ကလုတ်ပြီးတော့ဒါကျန်ရင်ပုံဖြတ်တဲ့ပုံစံမျိုးပေါ့နော်ကျန်ရင်နဲ့ဒေါ်လာကျန်ရင်နဲ့တပါးတည်းပါနေတဲ့ KBD ရဲ့ဒေါ်လာရင်းဖွဲ့စည်းဖြစ်တဲ့ KBD ရဲ့ကိုအော် KBD ရဲ့ကိုတိုက်ခါချစေစေခြင်းနဲ့ပေါ့ သူလူထုနဲ့ခွဲခြားခြင်းတဲ့ဘောပေါ့ပြည်သူလူထုရဲ့ထောက်ခံမှုရွှေ့ကြတော့အောင်လုပ်ခြင်းတဲ့ဘောလို့အဲ့လိုမျိုးကျွန်တော်တို့သုံးသပ်ပါပြီဗျဟုတ်ဟုတ်ဖာကန်ဒေတာမှာဒီလိုတနက်နဲ့ပြစ်ခတ်ခံရတဲ့ဖြစ်စဉ်တွေနဲ့အမြင်မသိလက်နက်ကင်အဖွဲ့ဆိုတာတွေဟာအရင်ကတည်းကအချိန်ပေါင်းများစွာ ဖြစ်ခဲ့တယ်လို့ဘယ်ခါမှလည်းလက်တတရခံ ပေါ်လိမရှိဘူးလို့ဒေတာခန်တွေကပြောပါတယ်စကောင်းစီစကြောင်းဝင်လာပြီးနောက်ဒီလိုတက်ပြက်ခံရမှုတွေဟာခက်စိစိဖြစ်ပေါ်လာနေတယ်လို့မီဇာမင်ပြည်သူတွေလည်းစိုးရင်ထိလန့်မှုတွေအပြည့်နဲ့ နေစဉ်ဘဝကိုရှင်သန်ရည်တည်နေကြရတယ်လို့သိရပါတယ်။ဒီလိုတက်ဖြတ်မှုတွေအပြင်နှစ်ဖက်တိုက်ပွဲတွေလည်းမနစ်ဇွန်လ16ရက်နေ့ဖာကန်ဒေတာထဲမှာပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေစေဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။